တယ်ရပြစီဧပြီလ25ရက်တောက်ချာနေ့ညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီကနေ့မှာတော့ဧပြီလ24ရက်တရက်ထဲမှာပဲမယ်ဆင်းနဲ့မော်ချီဒေတာကိုစစ်ကောင်စီလေကြောင်းဘုံကျက်တိုက်ခိုက်ခဲ့တဲ့တဲ့တင်။မော်ချီဘုံကျက်တိုက်ခိုက်မှုတွင်တေဆုံးသူ5ဦးထိရှိပြီး10ဦးထက်မနည်းထိခိုက်ဒဏ်ရာရတဲ့အကြောင်း။ရိုက်ကွန်မြို့ကတီရီမင်္ဂလာတောင်စီမှာအလုတ်သမားတဦးဓာတ်လိုက်တေဆုံးတဲ့ဖြစ်စေ။လေးပွကျဲကုမ္ပဏီကကိုယ်စားလှယ်ဥပဒေဆောင်ကို ရာထောင်းဆင်မျိုးစုတွေကနေနေထံပေးလိုက်တယ်လို့အသိပေးထုတ်ပြန်လာတဲ့အကြောင်းတွေကိုနားဆင်ရပါမယ်ရှင်။မနေ့ကဧပြီလ24ရက်နေ့မနေ့နှစ်နိုင်ချိန်မှာနေဆဲမျိုးနဲ့ဂရီနီလူမျိုးပေါင်းစုံပြည်သူလူမျိုးရဲ့တပ်ဦးကာလာလာတရဲ့ယုံကိုစစ်ကောင်စီကလေရင်နဲ့နှစ်ကြိမ်ပုံကျဲခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်နေအိမ်တလုံးပြင်အဆောက်အဦတချို့ပျက်စီးခဲ့ပါတယ်။တခြားထိခိုက်မှုသေးစိတ်ကိုတော့မသိရသေးဘူးလို့မက်ဆက်ဒေတာခန်တွေကပြောပါတယ်။ဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ခလာလတတာဝန်ရှိသူတွေကိုကျွန်တော်တွေထိုင်းကဆက်သွယ်မြင်မြန်ဖို့ကြိုးစားပေမဲ့အခုချိန်ထိဆက်သွယ်လို့မရသေးပါဘူး။မနေ့ကညနေ3နာရီဝန်းကျင်မှာတော့စကောင်စီကဖားဆောင်မြို့နယ်မော်ချီဒေသကိုပေါင်900ဘုံတလုံးနဲ့ထပ်မံပုံကျဲခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာလည်းမော်ချီဒေသကိုစကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပြီးအရက်သား2ဦးသေဆုံးက10ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။လေချောင်းရကာကွယ်ရေးအတွက်မဖြစ်မနေဘုံခိုကျေးတူထားဖို့နဲ့ လုံခြုံရေးသတိရှိဖို့ကိုလည်းဒေတာကံကွယ်ရေးတပ် KNSO ကတိုက်တွန်းထားပါရရှင်။ဖားဆောင်မြို့နယ်မော်ချီဒေတာကိုမနေ့ကဧပြီလ24ရက်နေ့မှာစစ်ကောင်စီကလေကြောင်းဗုံးကျက်တိုက်ခိုက်မှုအတွင်တေဆုံးသူ5ဦးထိရှိနေပြီးထိခိုက်ဒဏ်ရာရသူ10ဦးထက်မနည်းရှိတယ်လို့ဒေတာခန်တွေကပြောပါရယ်။တေဆုံးသူတွေထဲမှာအမျိုးသမီး2ဦး၊လှသားအရွယ်ကလေးငယ်2ဦး၊အမျိုးသား2ဦးတို့ဖြစ်ကြပါရယ်။ဒါရီပြင် ထိခိုက်ဒဏ်ရာရရှိသူ10ဦးထဲမှာအသက်15နှစ်အောက်ကလေး9ဦးပါဝင်တယ်လို့သိရပါတယ်။ဒေတာခန်တွေကတော့တေဆုံးသူတွေထဲမှာတရုတ်နိုင်ငံသားလို့ယူဆရတဲ့တရုတ်အမျိုးသားတဦးပါဝင်တယ်လို့ပြောဆိုကြပေမဲ့ကနေဒါရီထိုင်းအနေနဲ့မင်းမြန်စုံစမ်းနေသေးပါ။ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေကိုကုသပေးနိုင်တဲ့ဆရာဝန်တွေမရှိတာကြောင့်တခြားနေရာကိုပို့ဆောင်ထားရတယ်လို့ဒေတာခန်တွေကပြောပါတယ်။မော်ချီဒေတာမှာလာရောက်အလုပ်လုပ်ကင်ကြတဲ့ခဲလုံသား လူမျိုးပေါင်းစုံနေထိုင်ကြတာပါအခုလိုရေးပေါ်အခြေအနေကြုံလာတဲ့အခါမှာလဲမော်ချင်းဒေတာမှာကုသဖို့ဆရာဝန်တွေမရှိသလိုလိုအပ်တဲ့စေဝါတက်စီတွေလည်းမရနိုင်ဘူးလို့ဒေတာခန်တွေကပြောပါတယ်ရှင်ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့နေ့ပိုင်းမှာလိုက်ကောင်မြို့မှာရှိတဲ့တီရီမီဂလာတောင်စင်းတွင်အလုလုနေတဲ့ဝရရဲ့အလုတမားတူထက်လိုက်ပြီးတေဆုံသွားခဲ့ပါတယ်အဲ့ဒီတေဆုံသွားသူအမျိုးသားဟာအလုလုစီအတုံးပြရမယ့်အကာအကွယ်ပစ္စည်းတွေမပါတာကြောင့်ထက်လိုက်တေဆုံတာဖြစ်နိုင်တယ်လို့ ဈေးအတွင်းဆောက်လုပ်ရေးအလုပ်လုပ်ကိုင်သူတူကပြောပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်တိလေးလုံးစစ်စေးရေးတွင်စက်ကောင်စီရဲ့လက်လက်ကြီးပြစ်ခတ်မှုကြောင့်မီးလောင်ပြာကျသွားခဲ့ရတဲ့ရိုက်ကောတီရီမီဂလာတောင်စီကိုစက်ကောင်စီကအသည့်ပြန်လဲဆောက်လုပ်နေတာပါ။စက်ကောင်စီကအသည့်ပြန်လဲဆောက်လုပ်ထားတဲ့တီရီမီဂလာတောင်စီကိုဒီကနေ့မနေ့ပိုင်းမှာဖွက်လိသွားခဲ့တယ်လို့သိရပါရဲ့ရှင်။ဖဲခုံမြို့နယ်တိကျိတ်ဂျေးရွာနီမြင်းမထီတောင်မှာ တတူတူဖို့ရေးအလုပ်လုပ်နေတဲ့လေးဖွဲ့ချက်ကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ဥပတ်ဆောင်ကို နေနေတံပေးလိုက်တယ်လို့ပရာတောင်းဆွေမျိုးစုတွေကဒီနှစ်ဧပြီလ25ရက်နေ့မှာအသိပေးထုတ်ပြန်လာပါတယ်။ဥပတ်ဆောင်ဟာပရာတောင်းဆွေမျိုးစုတွေနေထိုင်တဲ့တိကျိတ်ကျေးရွာအတွင်းမှာတရုတ်မစ္စတာဝကုမ္ပဏီနဲ့မြင်းမထစ်တူဖို့ရေးလုပ်ငန်းမှာတက်ကြွစွာဥဆောင်သူဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။နေနေတံပေးတဲ့အသိပေးထုတ်ပြန်စာမှာတော့မေလ1ရက်နေ့နောက်ဆုံးထားပြီး မြင့်မထိနေမြင့်အတွင်းကထွက်ခွာသွားဖို့တောင်းဆိုထားတာပါမထွက်ခွာသွားဘူးဆိုရင်ဒေတာခံရနေတဲ့သူပူပေါင်းပြီးဖမ်းဆီးသွားမယ်လို့လဲပရန်တောင်းဆွေမျိုးစုတွေကပြောပါတယ်လေးပွဲကျဲကုမ္ပဏီကိုစလက်တူဖြစ်တဲ့ဥပက်ဆောင်ဟာကေရီပီနဲ့တန်တော်ကြီးမြို့နယ်မောင်ဘလော့ကျေးရွာစာတိကဖြစ်ပြီးကယန်းပြည်သူ့ပါတီ KNNP ဘဟုကော်မတီဝင်တူလည်းဖြစ်ပါတယ်ဒါအပြင်2010ခုနှစ်ဝင်းကျင်မှာမြင့်မထိတက်သူတွေကလေးပွဲကျဲကုမ္ပဏီရဲ့လုပ်ွက်အတာဝန်ခံဖြစ် 2023ခုနှစ်ထိတာဝန်ယူစီမံခတ်ခွဲပိုင်ခွင့်အပြည့်ရှိသူတူဖြစ်တယ်လို့လဲပရာတောင်းဆွေမျိုးစုတွေကပြောပါတယ်။အကြီးစားတတူတူဖော်ရေးလုပ်ငန်းလှုပ်ဆောင်ဖို့ပြင်ဆင်နေတဲ့လေးပွကျဲကုမ္ပဏီနဲ့တရုတ်မစ္စတာဝမ် ကုမ္ပဏီကိုဒေတာခန်တွေကကန့်ကွက်ဆန္ဒပြဖော်ထုတ်ပြီးတဲ့နောက်ပိုင်းမှာတော့ဆက်ရန်တရားပို့ဆောင်မှုတွေကိုကုမ္ပဏီဘက်ကရပ်တန့်သွားတယ်လို့သိရပါတယ်ရှင်။ကန်ရိုရီထိုင်းသတင်းဌာနရဲ့ညနေခေတ်သတင်းတွေကိုပြောပြပေးနေတာပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရင်းနီပြည်သူပြည်သားအားလုံးစစ်ဘေးအပါအဝင်ကပ်ဘေးအမျိုးမျိုးနဲ့ကင်းဝေးကြပါစေရှင်ကျမမော်လေးမြပါ